မယ်ရတဲ့ဘေကန်တိုက်စစ်မှုကဒီဘက်ချန်မြန်လီမှာအန်အားသင့်ဖွဲ့အတွင်းကိုနှစ်ကိုရယူပြခဲ့မကြသိမိကနှစ်တည်းအတွင်းမန်ချက်စတာယူနိုက်တက်ရဲ့အဘေကန်ကစားမဖြစ်ခဲ့ကြသူတွေဟာအခုဆိုရင်တော့ချန်မြန်လီပြိုင်ပွဲတွေမှာအန်အားသင့်ဖွဲ့ခြေစွမ်းပြနေကြပါတယ်ဒီအားဖြင့်ချန်မြန်လီအဖွဲ့ပွဲစဉ်တွေမှာတော့မာကာရိုဖိုကနျူကတ်ဆယ်ဘက်ကိုနှစ်ကိုသိမ့်ယူပြီးတော့ဘာစီလိုနာအတွက်အနိုင်၃မှတ်ရှာဖွေပေးခဲ့ပါတယ်ဒီဘက်မှာလည်းတည်နေတိုက်စစ်မှုဟောင်းရက်မဝိုင်လန်ကကိုရိုင်းနှစ်ကိုသိမ့်ယူပြီးနာပိုလီအသင်းအတွက်ပထမဆုံးချန်မြန်လီနိုင်ပွဲရယူပေးခဲ့ပါတယ် အားသင့်စရာကောင်းတာကအရင်ကုစလုံးကိုမန်စတီကန်ဝင်ကွင်းလှည့်လူဟောင်း Kevin De Bruyne ကဖန်တီးပေးကြတာဖြစ်ပါတယ်ဝါလန်ကယူနိုက်တက်ကိုကြီးမားတဲ့မျောလင်းချက်တွေနဲ့ရောက်ရှိလာခဲ့ပြီးမြေ62ပွဲမှာ14ဂိုးပဲတည်ယူနိုင်ခဲ့ပြီးတော့အခုလိုပဲနာပိုလီတင်းထံပြောက်ရွှေ့လိုက်ရတာဖြစ်ပါတယ်။ဝါလန်ကစပိုတင်တင်းတဲ့ပွဲစဉ်35မိနစ်အရောက်မှာကီဗင်ဒီဘရိုင်းနာချပေးလိုက်တဲ့အလုံးကိုပြိုင်ပွဲနောက်ခံလို့နေရောင်းနဲ့ရှင်လို့ပြီးတော့တည်တည်တတ်တတ်ကိုသွင်းယူပြခဲ့တာဖြစ်ပါတယ်။အဲနောက်28မိနစ်အရောက်မှာလည်းဒီဘရိုင်းနာရဲ့ဖြတ်တင်ပေးပို့မှုကိုကောင်းတိုက်အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုတော့ဒိမက်လက်ရွေးစင်ကနာပိုလီအသင်းနဲ့၅ပွဲကစားထက်ရမှာ၃ဂိုးထိသင်ယူထားနိုင်ခဲ့ပြီဖြစ်ပါရီ။ရတကတော့တိုက်စစ်မှုအသေးလေးနဲ့အခုချိန်ထိအထိုင်ကျဖို့ရုန်းကန်နေရဆဲဖြစ်ပါရီ။ဝိုင်လန်တို့ကဂိုးသွင်းပြီးချိန်မှာချမ်ပီယံလိစိတ်ကိုလက်ညှိုးထိုးပြခဲ့ပါသေးတယ်။တချို့ကလည်းဒါဟာဒီယာဒီချမ်ပီယံလိဝင်ခွင့်လွဲချော်ခဲ့တဲ့အသင်းဟောင်းမန်ယူနိုက်တက်ကိုလောင်ပြောင်းထားတာဆိုပြီးသုံးသပ်နေကြပါရီခင်ဗျာ။